မင်္ဂလာပါခင်ဗျာကျွန်တော်တို့ခေါက်ရိုက်ကစားတဲ့အချိန်တိုင်းဆောင်ရွက်ရလုပ်ငန်းစဉ်တွေကမပါမဖြစ်တစ်ခုဖြစ်တဲ့ draw ချခြင်းအကြောင်းကိုကျွန်တော်ဒီနေ့ပြင်ပြခြင်းပါတယ် draw ချတယ်ဆိုတာကကျွန်တော်တို့ကစားတဲ့ပြန်ပွဲတိုင်းမှာကြုံရမယ့်စိတ်ပိုင်းတစ်ခုဖြစ်ပါတယ် draw ချတဲ့အခါစနစ်တကျဘယ်လို draw ချမလဲစနစ်တကျ draw မချရင်ဘယ်လိုပြစ်ဒဏ်တွေဖြစ်နိုင်တယ်လဲ စတရားဖြင့်ကျွန်တော်ဒီနေ့အနေငယ်လေးမိနစ်အနေငယ်လေးဆွေးနွေးလိုပါတယ်ပထမဆုံး draw ချဖို့ကြုံလာတဲ့အခြေအနေတွေက free draw ချမယ်ပြည်ထောင်မပေးပဲ free draw ချတဲ့ခါကြီးရှိမယ်ပြည်ထောင်ပေးပြီးတက်တာခွင့်ယူတဲ့အခါတွေမှာ draw ချတာတွေရှိမယ်စတရားဖြင့်ရှိကြပါတယ်အဲ့ဒီခါမှာ draw ချဖို့လိုလာပြီဆိုတဲ့အခါကျရင်ပထမဆုံးအရေးကြီးဆုံးသိထားမယ့်တစ်ချက်ကကစားသမားကိုယ်တိုင် draw ချပါမယ်ခင်ဗျာ ကယ်ရီယာ draw ချပြီလို့မရပါဘူးကစားသမားကိုယ်တိုင် draw ချပါမယ်မိမိရဲ့ဒူးအမြင့်ကနေချပါမယ်ကျွန်တော်တို့2019မတိုင်ခင်ကထင်ပါတယ်ကျွန်တော်တို့ပခုံးတိုင်ပြီးတော့ပခုံးပခုံးအမြင့်ကနေချရချခဲ့ရကနေ2019နောက်ပိုင်းမှာတော့ဒူးအမြင့် knee height ကနေပြီးတော့ပဲ draw ချပါတော့မယ်ဒူးမြင့်မဟုတ်ဘဲနဲ့တခြားအမြင့်ကနေ draw ချရင် procedure မှားပါတယ် ပြည့်တံဖြစ်သွားပါလိမ့်မယ်။ဒူးမြန်နေလှော့ချ draw ချတဲ့အခါမှာလှိမ့်ချလို့မရပါဘူး။လှဲချလို့မရပါဘူး။ပြစ်ပေါက်ဝီချလို့မရပါဘူးခင်ဗျာ။ကစားသမားရဲ့ကိုလုံးနဲ့ထိပြီးမှ draw ချတဲ့အခါမှာကစားသမားရဲ့ကိုလုံးကိုထိပြီးမှမြေပြင်ကိုသွားထိလို့မရပါဘူးအဲဒါပေမဲ့ကြောင်းမြန်အားဖြင့်မြေပြင်ကိုထိပြီးမ ကစားသမားကိုလာထည့်ရင်ရပါတယ်။နောက်အရေးကြီးတဲ့တစ်ချက်က draw ချတဲ့အခါမှာတက်တာခွင့် area အတွင်းမှာ draw ချဖို့လိုပါတယ်။လူကတက်တာခွင့် area ပြင်ရနေသွားပြီးတော့ draw ချလို့ရပါတယ်။ဒါပေမဲ့ဘောလုံးကိုတော့တက်တာခွင့် area ထဲမှာလွှတ်ချကစားရပါမယ်။ကျသွားတဲ့ဘောလုံးဒီလည်းပဲတက်တာခွင့် area ထဲမှာရှိရပါမယ်။ဆိုလိုတာက ကျွန်တော်တို့ free draw တွေယူတဲ့အခါမှာဒုတ်တပြန်အတွင်း draw ချမယ်ဆိုပြီးတော့ရှိတက်တယ်အဲ့ခါကျရင်ကျွန်တော်တို့ draw ချရမယ့်နေရာဒီဒုတ်တပြန်အတွင်းဖြစ်မယ်ဘောလုံးနေတာလည်းဒုတ်တပြန်အတွင်းမှာပဲရှိရမယ်အဲပြစ်တံပေးပြီးတော့တက်တာခွင့်ယူတဲ့အခါဒီမှာ draw ချတဲ့အခါဆိုရင်ဒုတ်နှစ်ပြန်ရှိမယ်ဒုတ်နှစ်ပြန်အတွင်းမှာ draw ချရမယ်ဘောလုံးကဒုတ်နှစ်ပြန်ကျော်သွားရင် redraw ချရမယ်စသည်အားဖြင့်တက်တာခွင့် area အတွင်းမှာပဲရှိရပါမယ် ဒရော့ချတဲ့ကစားသမားကတော့ relief area အတွင်းမှာရရပြင်မှာရရပြဿနာမရှိပါဘူးတကယ်လို့ကိုက draw ချလိုက်တဲ့အခါနီးမှန်လမ်းမှန် draw ချဖို့လိုပါတယ်နီးလမ်းမှားယွင်းပြီး draw ချမိလို့ရှိရင်နောက်တစ်ချိန် draw ပြန်ချခွင့်ရှိပါတယ်ပြစ်ဒဏ်မရှိပါဘူးဒုတိယအချိန် draw ချတဲ့အခါမှာလည်းနီးလမ်းမှားပြီးချမိရင်ပြန်ချလို့ရပါတယ်အချိန်ကြီး ကန့်တတ်မထားပါဘူးမှန်ကန်နဲ့ draw ချတဲ့ပုံစံဖြစ်အောင်ချရပါမယ်ဒါပေမဲ့မှန်ကန်သော draw ချတဲ့ပုံစံဖြစ်ပြီးရင်တော့နောက်တစ်ချိန်ပြန်ချခွင့်မရှိတော့ပါဘူးကျွန်တော်တို့မှတ်တတ်တာကမကြိုက်မချင်းသုံးခါ draw ချလို့ရတယ်ဆိုပြီးတော့မှားရင်ပြောဆိုနေကြတာရှိပါတယ်အဲ့ဒါလုံးဝမှားပါတယ်စနစ်တကျ draw ချပြီးရင်ဒီချိန်ပဲချရပါမယ်နေ့စနစ်မှားမှသာနောက်တစ်ချိန်ပြန်ချရမှာပါတကယ်လို့ ကိုကနစ်နဲ့အမှန်တိုင်းချလိုက်တဲ့ဘောလုံးဒီတက်တာခွင် area ကိုကြော့သွားတယ်ဆိုရင်နောက်တစ်ချိန်တက်တာခွင် area ထဲမှာ draw ချပါမယ်အဲ့ဒီဒုတိယအချိန်တက်တာကွင်းအေရီယာထဲမှာ draw ချတာဒီ level ထပ်ပြီးကျော်သွားတယ်ဆိုရင်တတိယအချိန်မှာ draw ချလို့မရတော့ပါဘူးဒုတိယအချိန် draw ချစီမှာမြေကြီးကိုစပြီးထိရအမှတ်အဲ့ညာမှာလက်ကလေးနဲ့ place ထားပါမ အဲ့ဒါကိုကစားသမားတွေကအဲ့ဒီ procedure ကိုဒဇွန်တစကြာဖူးနာဝရှိတယ်ဆိုတဲ့ခါကျဘာလို့ကြာလဲဆိုတော့မကြိုက်မချင်း၃က draw ချလို့ရတယ်ဆိုပြီးတော့တဆင့်စကားတဆင့်နာနဲ့ကောလာဟာလာတွေဖြစ်နေကြပါတယ်ကိုင်းထဲမှာလည်းတကယ်လိုက်နာကျင့်သုံးနေကြပါတယ်မှားပါတယ်ခင်ဗျာမှားပါတယ်နီလန်းမမှန် draw ချလိုက်လို့ရှိရင်ပြစ်ဒဏ်တစ်ချက်ထိပါတယ်နီလန်းမှန်ပြီးတော့ draw ချပြီဆိုတာ ਨੇ အဲ့ဘောလုံးကအသက်ဝင်သွားပါပြီ အဲ့ဘောလုံးသွားကင်လို့မရတော့ပါဘူးထိလို့မရတော့ပါဘူးသွားထိရင်ဘောမူဖ်နဲ့ထပ်ပြီးပြစ်တယ်ထိတော့မှာပါခင်ဗျာဟုတ်ကဲ့ draw ချခြင်းနဲ့ပတ်သက်ပြီးတော့အကြံများအဖြစ်တော့ဒီလောက်ပါပဲသိကျင်တာရှိရင် comment မှာတိချမီးခဲ့ပါကျွန်တော်ပြန်ဖြေပေးပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆုံကြမယ်နော်ဘိုင်ဘိုင်